မင်္ဂလာပါခင်ဗျရန်ကုန်ခစ်တက်ကနေဒီနေ့နေ့လေကသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ကောင်စီလက်အောက်ခံစကုံတိန်ရိတ်ဥဆောင်နဲ့ပန်ဝါမြို့အနီးကအမှတ်ထောင်နှင့် BGS စကန်တနာချုပ်ကြီးကို KIP ပြည်ပူပေါင်းတက်တွေကတိုက်ခိုက်သိမ်းပိုက်မှုအတွေ့လက်နက် KN တွေပါတင်စီရရှိထားတဲ့အပြင်စစ်ကောင်စီတပ်သားမသာအလောင်းတွေနဲ့စစ်တုံးဘန်းတွေကိုပါအရှင်ဖမ်းဆီးရမှတ်ထားတယ်ဆိုပါတယ် စကိုင်းတိုင်းကပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးရရှိထားတဲ့စစ်ကောင်စီတပ်သားတွေဟာမြို့ရဲ့စေဝါသုံးဆွဲမှာစစ်တိုက်နိုင်နေဆိုပြီးဝန်ခံထားကြတယ်လို့စစ်သားတွေကိုယ်တိုင်မြို့ရဲ့စေဝါတွေကိုရောင်းဝယ်ဖြန့်ချိနေကြတယ်လို့လည်း MG ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကပြောထားတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့အကြံဖက်စစ်ကောင်စီလက်အောက်ခံစကုံတင်ရိတ်ဥဆောင်တဲ့ပန်ဝါမြို့အနီးကအမှတ်တထောင်နှစ် BGS စကန်ဌာနချုပ်ကြီးကို GNP ရဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုအတွင်လက်နက်ခဲယမ်းတွေပါသိမ်းဆည်းရရှိထားတဲ့အပြင်စစ်ကောင်စီတပ်သားမတ်သားအလောင်းတွေနဲ့စစ်တုံးဘန်းတွေကိုပါအရှင်ဖက်စီရမိထားတယ်လို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်။အော်တိုဘလာ14ရက်နေ့နဲ့မနေ့က15ရက်နေ့မွန်လွယ်ပိုင်းအထိအဲ့ဒီဂျမ်ဖက်စစ်ကောင်စီလက်အောက်ခံစခုံးတင်ရင်ဥဆောင်တဲ့အမှတ်1000နှစ် BG ရဲ့စခန်းဌာနချုပ်ပင်မစခန်းကြီးနဲ့ကာကင်းစခန်း3ခုစလုံးကိုပါ GIA ပြည်ပပေါင်းတပ်တွေကအပိတ်သက်တင်ပိုက်ရရှိထားပြီဆိုပါတယ်။ ဲ့ဒီလိုစကန်သိန်းတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေလည်းတော်တော်ကိုများတဲ့အပြင်စစ်သားတွေရဲ့မပါလောင်းတွေပါရရှိထားသလိုစစ်တုံးဘန်းတွေကိုလည်းအရှင်ဖန်းစီရမိထားပြီးလက်နက်ခဲယံအမြောက်အများကိုပါတင်စီရရှိထားတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်။အဲဒီကတိုက်ပွဲတွေအတွင်းအတုံယုံသေကုန်ကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မပါလောင်းပုံအပြည့်စုံကိုတော့ရန်ကုန်ခက်တဲ့ Telegram မှာတွားရောက်ကြည့်ရှုနေပါတယ်ခင်ဗျ။တပ်ဖက်မှာလည်း စကိုင်းနိုင်ငံပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးရရှိထားတဲ့စစ်ကောင်စီတပ်သားတွေဟာမြို့ရဲ့စေဝါတုံးဆွဲမှာစစ်တိုက်နိုင်တယ်ဆိုပြီးဝန်ခံထားကြတယ်လို့စစ်သားတွေကိုယ်တိုင်မြို့ရဲ့စေဝါတွေကိုရောင်းဝယ်ဖြန့်ချိနေကြတယ်လို့လည်း MG ကာကွယ်ဝင်ကြီးဦးရီမွန်ကပြောပါတယ်အမျိုးသားညီညွတ်အစိုးရ MG ကာကွယ်ဝင်ကြီးဦးရီမွန်ရဲ့အဖွဲ့ကပင်လယ်ဘူးမြို့သိမ်းစစ်စင်ရေးအတွင်းသိမ်းဆီးရရှိခဲ့တဲ့မြို့ရဲ့စေဝါတွေကိုမိရှုဖြန့်ချိခဲ့တဲ့အခမ်းအနားမှာ ဒေသခံပြည်သူတွေနဲ့အတူတက်ရောက်တဲ့အချိန်ပြောသွားတာဖြစ်တယ်လို့ MG ကဝေးဝင်ကြီးဌာနကနေတင်းထုတ်ပြန်ထားပါသေးတယ်။အဲ့ဒီလိုမွေးရစေဝမီးရှို့ဖြတ်စည်းမှုအခမ်းအနားမှာ MG ကဝေးဝင်ကြီးဦးရီမွန်ကလက်ရှိဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သုံးဘန်းတွေကိုမေးမြန်းရမှာသူတို့ကိုယ်တိုင်မွေးရစေဝတွေတုံးဆွဲထားကြောင်းနဲ့အဲ့ဒီလိုမွေးရစေဝတုံးထားမှသာစစ်တိုက်နိုင်တာဖြစ်တယ်ဆိုပြီးတော့လဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဝန်ခံခဲ့ကြတယ်လို့ပြောထားပါတယ်။ ။ဒါ့အပြင်လက်ရှိဖန်ဆီးရမိထားတဲ့မူရစေဝပမာဏကိုကြည့်ရင်စစ်ကောင်စီတပ်သားတွေကိုယ်တိုင်သုံးဆွဲယုံတယ်မကသူတို့ကိုယ်တိုင်ကပါရောင်းဝယ်ဖောက်ကဖြန့်ချီနေကြတယ်ဆိုတာကိုသိနိုင်ပါတယ်လို့ MG ဝင်းကြီးဥယီမွန်ကပြောထားပါတယ်။အဲ့ဒီပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီကနေသိမ်းဆီးရရှိထားတဲ့ဘိန်းဗျူဆက်ဖြာကွက်တီနဲ့ဘိန်းဗျူအထုပ်ပေါင်းထောင်ကနန်းလောက်ကိုမိရှုဖြက်စီးလိုက်ပြီးဖြစ်တယ်လို့လဲ MG ကဝေးဝင်းကြီးဌာနကနေသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျ။ ဖက်မှာတော့စကိုင်းတိုင်းကမ်လူမြို့နယ်ကဇီကုံမြို့ပေါ်မှာရီးစားဖြစ်တဲ့သူနဲ့တွားရောက်တွေ့ဆုံတဲ့အကြံဖက်စကောင်စီတပ်သား2ဦးကိုဒေါ်လာရေးတပ်တွေကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ကမ်ဘလူးအန်ဒါဂရောင်းဝါရီယားစ်အဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။အော်တိုဘလာ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲကမ်ဘလူးမြို့နယ်ကဇီကုံမြို့ပေါ်မှာအကြံဖက်စကောင်စီတပ်သား2ဦးဖြစ်တဲ့ဒုတက်ချက်ကျော်မင်းနိုင်နဲ့ပြူစောတီဝေဖြိုးအောင်ဆိုသူတို့ဟာ ရီစာဖြစ်သူနဲ့တွားရောက်တွေ့ဆုံတဲ့အချိန် Camp Blue Underground Warriors အဖွဲ့ရဲဘော်တွေကတွားရောက်ဖမ်းဆီးခဲ့တယ်ဆိုပါတယ်။အဲ့ဒီအချိန် Japan စစ်ကောင်စီတပ်သား2ဦးဟာတော်လိုင်းရဲဘော်တွေကိုလက်ပစ်ပုံးနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ပြီးထွက်ပြေးဖို့လုပ်ပေမဲ့တော်လိုင်းရဲဘော်တွေကအဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ဒုတက်ချက်ကျော်မင်းနိုင်နဲ့ပြူစောတီဝေဖြိုးအောင်ဆိုသူတို့2ဦးစလုံးကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ Camp Blue Underground Warriors အဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျ။အခုတခါမကွေးတိုင်းဘက်မှာတော့ ပေါမျိုးနဲ့ညဝန်းပေါက်ခြေရွာမှာဖခင်ဖြစ်တဲ့သူကိုတက်ဖြတ်ပြီးထွက်ပြေးတိမ်းရှောင်နေတဲ့တရားခံတန်းဆိုးဆိုတဲ့သူကိုပေါမျိုးနဲ့ပြည်သူလုံခြုံရေးပလဖအဖွဲ့ကဖမ်းဆီးပြီးပုံမှန်300နှစ်နဲ့အမှုဖွင့်ထားတယ်လို့ပေါမျိုးနဲ့ပလဖအဖွဲ့တာဝန်ရှိသူကရန်ကုန်ခေတ္တကိုပြောပါတယ်။အော်တိုဘလ14ရက်နေ့မနက်ပိုင်းမှာပဲပေါမျိုးနဲ့ဇုံ6နယ်မြေအတွင်းမှာပေါမျိုးနဲ့ပလဖတော်လန်ရေးတပ်ဖွဲ့ကမြို့နယ်လုံခြုံရေးအတွက်ဆောင်ရွက်မှုတွေလုပ်နေတဲ့အချိန်ညဝန်းပေါက်ခြေရွာမှာ ဖခင်ဖြစ်တဲ့သူကိုရရဆက်ဆက်တက်ဖြတ်ပြီးထွက်ပြေးတိမ်းရှောင်နေတဲ့တရားခံတန်းဆိုးဆိုတဲ့သူကိုအရှင်ဖန်းစီရမိခဲ့တယ်ဆိုပါတယ်လက်ရှိမှာတော့အဲ့လိုဖန်းစီရမိထားတဲ့လူသက်တရားခံတန်းဆိုးဆိုတဲ့သူကိုပေါ့မြို့နယ်ပလဖတော်လန်ရေးတပ်ဖွဲ့ကစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေပြီးပုံမှန်300နှစ်နဲ့အမှုဖွင့်အရေးယူထားတယ်လို့လည်းသိရပါတယ်ခင်ဗျာအခုတခါရန်ကုန်မြို့မှာတော့တောင်မွေမြို့နယ်ဗျိုင်းရွာမှရက်ကွက်အုပ်ချုပ်ရေးမှုမောင်မောင်ဆိုတဲ့သူက စစ်မှုထမ်းမှုအကျုံးဝင်တဲ့လူငယ်တွေစီကနေစစ်မှုမထမ်းခြင်းရင်လူငယ်တအူးစားအတွက်သူ့ကိုငွေကျပ်340ပေးရမယ်ဆိုပြီးတောင်းခံနေတယ်လို့တာမွေမြို့နယ်နေပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်လက်ရှိတာမွေမြို့နယ်အတွက်လာစဉ်စစ်မှုထမ်းရမယ်လူငယ်စင်းတွေကိုရက်ကွက်အုပ်ချုပ်ရေးမှုတွေကအတိကထုတ်ပေးနေတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီကမှလက်ရှိဂျိုင်းရွာမှာရက်ကွက်အုပ်ချုပ်ရေးမှုမောင်မောင်ဆိုတဲ့သူဟာစစ်မှုထမ်းမှုအကျုံးဝင်တဲ့လူငယ်တွေစီကနေ စစ်မှုမထမ်းချင်ရင်လူငယ်တအူးစာအတွက်သူ့ကိုငွေကျပ်340ပေးရမယ်ဆိုပြီးတောင်းရနေတဲ့အပြင်အကယ်လို့သူတို့တောင်းတဲ့ငွေကိုမပေးနိုင်ရင်တော့သူ့စိတ်ကြိုက်မိသူကိုမစိုးစစ်မှုထမ်းဆရင်နဲ့ထဲ့လို့ရတယ်ဆိုပြီးတော့ကိုချိမ့်ချောက်တောင်းရနေတာဖြစ်တယ်လို့တာမွေမြို့နယ်နေပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တစ်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ